မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင့်ထူးဇေယဝတီရေးသားသောဂျပန်ခေတ်ကလေးကမကျွတ်မလွတ်ကြသူများအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်မိုးကဖြန်းဖြန်းရွာနေသည်ဂျွာလည်းရှိပယ်လန်းတစ်လျှောက်ရေများပြေးနေသည် ထိုပယ်လန်းတဲ့ရှိလှဲလန်းကိုပင်မတွေ့ရတော့ဘဲရေမြုပ်နေပြီဖြစ်သည်ထိုမှုကြောင့်လဲခွက်များတဲ့တွင်ရေတင်မီမှာမုတ်ချမလွဲနိုင်ပေလဲခွက်များကတနွေလုံးအပူတံကိုခံနေရကမြေများပင်ပတ်ကြအပ်ခဲ့ကြသည်ကျောင်းသားများအားအစာအလို့ငါထိုလေခွင်းများတဲ့လှွတ်ကြောင်းထားရပေမဲ့ကတိရိုး၌ပေါက်နေသောမြက်စုပင်ကောက်ရိုးနယ်ကလေးများကသာရှာရှာပါပါရှာဖွေစားတော့နေကြရသည် ယခုတော့မိုးကဖြန်းဖြန်းရွာလာခဲ့တဲ့ဖြင့်လဲခွက်များတဲ့ရေတင်ရေပြည့်ရုံများမကပဲခြေများပေါန့်လန်နေလေပြီ။များမကြာမီချိန်တွင်လဲခွက်များတဲ့မျက်နှာများပေါက်ထွက်လာကြတော့မည်။ထိုချိန်တွင်တနွေလုံးရှားပါစွာစားတော့ခဲ့ရသောကျွမ်းနွားတို့မျက်နှာများကိုစိတ်ကြိုက်စားတော့နိုင်ကြတော့မည်ပင်။ မောင်ကျင်နှင့်ထေဝင်းတို့ကကျောင်းစုရွာကလေး၌နေထိုင်ကြသောလယ်သမားမိသားစုမှမွေးဖွားလာခဲ့ကြသူများဖြစ်သည်ထေဝင်းကအကိုဖြစ်သူ၏သားဖြစ်သလိုမောင်ကျင်ကနှမဖြစ်သူ၏သားဖြစ်ကညီကိုဝန်းခွဲတော်ဆက်ကြလေသည်အရွယ်ကလေးတွေရလာကြသောအခါမိဘများနှင့်လဲဆင်းကြရမှနောက်တော့စိုက်ပျိုးထွေရရေးကျွမ်းကျင်လာကြကမိဘများအားလဲမဆင်းစေတော့ဘဲသူတို့ဘာသာဦးစီး၍လုတ်ကင်လာခဲ့ကြသည် မောင်ကြီးငါတို့နွားတွေအစာသိမ်းစားရအောင်ပဲခင်ကြံဆိုင်ခင်းတွေထဲမှာပောက်တဲ့မြက်ပင်တွေကို လိုက်လုံကျွေးကြမယ်ကွာဟုတ်တယ်အကိုသေးဝင်ကျွမ်းနွားတွေက အစာသိမ်းစားကြရမှာအာရင် တိုးပွားကြမှာလေဗျာအေးကွာသူတို့ခမညာလူတွေမနိုင်မနေနဲ့ထိုးနေထဲတွေကိုယုံကြရပဲဝင်လေးတွေလည်းယုံကြရတစ်တုံးကြီးတွေကိုလည်းတောင်ပေါ်ကနေလှည့်စကန်ရောက်တဲ့အထိစွဲချပေးရနေဆိုတော့သူတို့အာရင်ပြည့်ဖြိုးမှဖြစ်မှာလေကွာ ထို့အသည့်ကြောင့်ရွာဘက်လယ်တွင်စိုက်ထားသောပဲငင်းကြံငင်းများတဲ့သို့တိုးဝင်ကပေါက်နေကြသောမြက်အစိုးများကိုနှုတ်၍မွေရင်ကုန်အိတ်နှင့်ထဲ့ထန်းလာခဲ့ကြသည်အိမ်ရောက်လျင်ရေထဲမှရေပုံးတစ်ပုံးခတ်တဲကထိုမြက်များအားနှိပ်၍ခါးစေးကြသည်မြက်ဤအမြင့်တွင် ကပ်ပါလာသောတဲများမြေကြီးများကင်းစင်သွားမှနွားစကြင်းနှင့်ထဲ့ကျွေးကြသည်တနွေလုံးမနက်တစ်ခေါက်ညနေတစ်ခေါက်အပင်ပန်းခံကနှုတ်ကြွေးပေးခဲ့ကြသဖြင့်သူတို့ခိုင်းသောကျွမ်းနွားတို့မှာဝါဖြီးနေကြသည် အခြားလူများ၏ကျွမ်းသားတို့ကထို့သို့မကြွေးကြသဖြင့်နှွေးဘက်တွင်ပိန်နေကြလေသည်ယခုမိုးဥကြလာ၍မိုးဖြံဖြံရွာလာသောအခါနေဝတ်တွေအိုင်တွေချောင်းတွေမြောင်းတွေထဲ၌ငါးပစုံများပေါက်ဖွားလာကြသဖြင့်သူတို့အလွယ်တကူရှာဖွေစားတောက်နိုင်လာကြသည်တညနေဆောင်တွင် လက်ကင်းပေါက်ပြီးသောအခါအိမ်တို့တမ်းမပြန်သေးဘဲဟင်းချက်စရာအတွက်ကင်းများမှငရှိများယူသွားကြရန်ပြင်ဆင်ကြ၏ဟင်းခမောက်မှာထိုးထားတဲ့ငရှိများတဲ့ကြိမ်တံဘေးရောက်သွားပါလေ ချိန်လည်းမရှိပဲနဲ့ငရှင်ဘလို့များနိုင်တော့မှလဲမုံကျင်ကသူ့ခမောက်၌ထိုးညက်ထားသောငရှင်များသည့်ချိန်တန်ပြောက်နေ၍ညီးပြောပြောနေလေသည်နေဦးကငါညီကအခုခမောက်မှာချိန်တန်ကြည့်ကြည့်အောင်မဲဟာရှိနေတယ်ဟဲ့ရော့ရော့ဒီအတန်းနဲ့များပေါ့ကွာငရှင်များလျင်ချိန်တန်ကိုအသုံးပြုရသည်ချိန်တန်ကလေးနှစ်တောင်ရှိခန့်ကိုဓားဖြင့်ချောအောင်တတ်ရသည်ပြီးလျင်အလဲမထက်ဝက်ခောက်ထားရသည်ငရှိမြရတော်မီဆိုရင်လက်ကသေးမှကင်းချေများဒေါင်းပစိတ်တကောင်းကောင်းကိုရှာဖွေပြီးကျိန်နံနဲ့ထိုးသွင်းရသည် ခောက်ထားသောထိတ်တဝက်ရောက်လျင်ကျိန်းနှံနှစ်ပင်ကိုလိမ်ထားရသည်။ပြီးလျင်ကတိများ၌ငရှိတွင်ရှာ၍အစာတက်ထားသောကျိန်းနှံကလေးကိုအသာအရာထိုးသွင်းပေးရသည်။ထိုအခါတွေ့ရကငရှင်ကအစာကိုတွေ့ပြီးလာဟက်ကငုံထားသည်။တောင်းအောင်ကြတွင်ထုံငုံထားသောအစာကိုလိမ်လေတော့သည်။တွင်းထဲမှငရှင်လိမ်သည်နှင့်တွင်းပြင်သို့ဆွဲထုတ်ကာရိုက်ယူရခြင်းဖြစ်သည်။ငရှင်အစာကိုလာငုံစဉ်တွင်ဆွဲထုတ်၍မရပါ။ငရှင်ကိုယ်လုံးကို တွင်းနေ၌ကောက်ကွေးထား၍ဖြစ်သည်။လိန်သောအခါမှာကိုလုံးကိုဖြောင်းစင်းပြီးလိန်ချင်းဖြစ်၍ဆွဲထုတ်လိုက်သည်နှင့်ရှော့ကနဲအပြင်သို့ပါလာလေသည်။သူတို့ညီကိုလက်ခွင်းတစ်လျှောက်ငရှင်များရင်ပြန်လာကြရာတယောက်လည်းရင်ငရှင်၄50កောင်ကိုတွဲ၍ဆွဲလာကြသည်။မိုးပြန်ပြန်ရွာလာခဲ့ပြီးနောက်လယ်သမားများလယ်ထဲစင်ကပြိုးထောင်ရန်ထုံရက်ကြလေပြီ။ဟာအကိုကြီးထင်းဝင်းရေဒီညနေမိုးကြီးတဲတဲရွာခဲ့တာဆိုတော့ညနေပဲရောက်ရင်လယ်တွေထဲဖားတွေကြပါသေးကြတယ်ဗျ။ဟုတ်တယ်ဟေ့ဒီညမှာငါတို့ညီကိုဖားရိုက်ထွက်ကြမယ်။ မင်းမနစ်ကမိယုံနဲ့မိခွက်ကြီးရှိသေးတာမဟုတ်လားရှိတယ်လေကိုကျွန်တော်တေချာသိမ်းထားခဲ့တာပဲဗျဒါဆိုရင်ဒီဇယ်အပြည့်ထည့်ပြီးအစင်းသိပြင်သားဟိတ်ဖားတွေတပြိုင်ပြိုင်အော်ဒါနဲ့ထွက်ရကြတာပေါ့ဟုတ်တယ်အကိုကြီးကလမရက်ကလည်းဖြစ်နေပြန်တော့ဖားထွက်ရရမှာတော်တော်အဆင်ပြေကြမယ်ဗျအတော်ကလေးညံ့နေလာတော့ခါလေကွင်းနေထဲမှာဖားဟော်သံများကြားလာကြတော့သည်မောင်ကြီးသွားကြမယ်ဟိတ်မင်းစလိတ်တွေမိုးကတွေရောပါလာရဲ့လားကွာပါပါတယ်အကိုကြီးကမိကြီးအဖို့တလုံးတော်လူလူမဲမဲယူလာခဲ့သေးတယ်လေ အေးကောင်းတယ်လေခွင်းထဲမှာလေးတိုက်နေတော့မိငိမ့်သွားရင်ပြန်ထွန်းနိုင်တာပေါ့ကွာဟာလေခွင်းထဲမှာဖိုက်ရတဲ့မိဘုံတွေမနှဲပါလားဟေ့ဟုတ်ပါကိုကြီးကဘယ်ချိန်တည်းကထွက်လာခဲ့ကြတယ်မသိပါဘူးငါတို့လေချင်းတွေပဲရောက်အောင်တွားရိုက်ကြတာပေါ့ဟင်းကိုကြီးကအဲ့ဒီဘက်သွားမလို့လားအေးလေကွာငါတို့ညီကိုနဲ့အဖေရှိနေတာပဲဥစ္စာညဘက်ကြီးအဲ့ဒီဘက်သွားရရမှာနင်းနေတော့ထိတ်တယ်အကိုကြီးကလာပါကွာငါတို့နှစ်ယောက်ကြီးတောင်ပဲဥစ္စာဘာကြောက်ရမှာလဲ တကယ်တော့ညီဖြစ်သူမောင်ကျင်ကြောက်မီဆိုလဲကြောက်တော့ပေသည်သူတို့လေချင်းကကြောက်ကြီးချောင်းကမပေးတွင်တည်ရှိနေသည်သူတို့သားဖတွေလဲလုတ်ကြစဉ်ကထိုလေချင်းပေရှိချောင်းကမေးကုန်းမြင့်ပေါ်၌လဲတဲဆောက်ထားကြသည်လဲလုတ်ချိန်၌လူရောနှွားများပါတဲတဲမှာပဲနေကြပြီးလဲလုတ်ကြသည်ထုံုံပိတ်မှသာရွာပြန်နေကြသည်ထိုချိန်ကမြမတော်လည်းပျောက်ကြတက်များကဖက်စစ်ဂျပန်များကိုမြမမြေပေါ်မှတိုက်ထုတ်နေခြင်းဖြစ်သည် ဂျပန်များအကြဆုံးများစွာနဲ့တက်ဆုံနေခြင်းဖြစ်သည်။မကြခဏလည်းရင်ဆိုင်တိုက်ပွဲများ၊ချောင်းမြောင်းခြုံကိုတိုက်ပွဲများဖြစ်ခဲ့သည်။တနေ့တွင်ဂျပန်များသည်တက်ဆုံလာရင်ချောင်းကားပဲရှိလေတဲ့တဲ့သို့ရောက်ရှိလာခဲ့ကြသည်။ရွာထဲသို့ဂျပန်နေဝင်လာရင်ထွက်ပြေးတိမ်းရှောင်ကနေထိုင်စားသောက်နိုင်ရန်ရည်ရွယ်ပြီးထိုတဲတွင်စံကပိငချောက်စီစားအပြည့်စုံကြိုတင်တူလောင်ထားရှိခဲ့တဲ့ဖြင့်တဲသူရောက်လာကြသောတက်ဆုပ်ဂျပန်တို့မှရေငတ်တုံးရေတွင်းနဲ့ကြဆိုးသလိုစားတော့စရာအပြည့်စုံရှိနေသောတဲတွေတွင်စခန်းချနေခဲ့ ဲ့ကြတော့သည်ဂျပန်များထိုတဲတဲတွင်ရှိနေကြောင်းသက်ဆိုင်ရာမှပျောက်ကြားတက်သူသတင်းပေးခဲ့၏ပျောက်ကြားတက်ကလည်းထိုတဲသူတိတိစိတ်ဝိုင်းကတိုက်ခိုက်ကြသည်ဖြင့်ဂျပန်တချို့ကြဆုံးခဲ့သည်တဲပေါ်၌ဂျပန်မူနှင့်ငယ်သားများ9ရောက်လောက်ကျန်နေသေးကရန်သူလက်ချက်နှင့်တော့အသေမခံလိုသည်ဖြင့်တဲပေါ်တွင်9ရောက်ဝိုင်းထိုင်ကအလဲမပုံးတလုံးကိုဖွင့်ပေါက်ကဝစ်ချလိုက်သည်ဖြင့်ဂျပန်9ရောက်စလုံးဒဇစီပြန့်ကျဲကတေဆုံးခဲ့ကြလေသည် နောက်တညတွင်အဖေတို့ညီကိုမှတဲစီတို့လာခဲ့ကြပြီးအရက်မှုအောင်တောက်၍တဲပေါ်မှဂျပန်လောင်းများကိုကြော့ဖို့ချကချောင်းကန်းပေး၌မြေတွင်တူမြုပ်ခဲ့ကြလေသည်ထိုပြည့်ရများကအဖေတို့ကပြန်ပြောပြခဲ့သဖြင့်မောင်ကျင်းရောထိဝဲမှာတည်ခဲ့ကြသည် နှစ်တွေအတော်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟောဟောကြားရလားဟေ့အဲ့ဒါဖားမကြီးអော်တဲ့အတန်ပဲကွာတော်တော်ကြီးမယ်ဟေ့ဟုတ်တယ်ကိုဒီလေချင်းမကိုဘယ်သူမှလာမြိုက်သေးလို့ဖားတွေတော်ကြနေတာပဲဗျထိုဖားများကိုရှာဖွေရက်ယူခဲ့သဖြင့်ကြောက်စိတ်များလွန့်ပြောက်ခဲ့ကြသည် ။လေချင်းနဲ့ရှာဖွေကရိုက်လာခဲ့ကြရင်ချောင်းကံမင်းနာတို့ရောက်လာကြကချောင်းကံမင်းကိုကိုမင်းအောက်တွင်ဂျပန်စစ်သားဝတ်စုံနဲ့ဂျပန်ငါးရောက်ရက်နေသည်ကိုမမျောလင့်ပဲတွေ့မြင်ခဲ့ကြရသည်။ဟာအကိုကြီးခွန်ရှင်ကကိုကိုမင်းအောက်မှာဂျပန်ငါးရောက်ဘယ်ကရောက်လာကြလဲမသိဘူး။အေးဟုတ်ပါကွာထူးဆန်းလိုက်တာ။ဟာဒါကဂျပန်စစ်တွေမဟုတ်ဘူးလေကွာ။ဘုံခေါက်ခွဲပြီးကိုကိုကိုတက်တည်သွားတဲ့ဂျပန်ငါးရောက်မကျွမလို့ဖြစ်နေကြလို့ငါတို့ကို၆လမ်းပြနေတာပဲကွာဟာဟုတ်တာဗောအခုခေကောင်းနေချိန်မှာဘယ်ကဂျပန်တွေရောက်လာမှာလဲ သူတို့စစ်ရှုံးလို့မြန်မာနိုင်ငံကိုစစ်အုပ်ကြီးတွေတောင်ပေးခဲ့တာကြာနေပြီပဲထိုဂျပန်၅ရောက်ကိုမိအောင်နဲ့တခဏသာတွေ့ခဲ့ရပြီးပျောက်ကွယ်သွားကြလေသည်လာပါကွာဖားဆက်မြိုက်တော့ပဲရွာဦးပြန်ကြမယ်ဟိညီကိုနှစ်ယောက်လည်းနောက်ကျောင်းပြန်လဲကရွာရောက်မပြေုံတမဲတွတ်တွတ်လှန့်လာခဲ့ကြလေသည်မိတို့ညကရက်ယူလာတဲ့ဖားတွေကအကြီးသားပါလားကွာကြီးစိုးအဖေဟာကျွန်တော်တို့လေချင်းတဲ့အထိတွားရခဲ့ကြတာကိုဗျဟင်းဟုတ်လား မင်းတို့နဲ့ရောတဲလေချင်းတဲ့ဒီသွားရကြတာမကြောက်ဘူးလားကွာဟိုကြောက်ပြီပေါ့အဖေကချောင်းကမေးကကိုကိုပင်အောင်မှာဂျပန်ဝတ်စုံနဲ့ဂျပန်ငါးရောက်ရက်နေတာတော့တွေ့မြင်ခဲ့ကြသေးတယ်လေဟေးအဲ့ဒါဂျပန်နေမဟုတ်ဘူးကွာတည်သွားတဲ့ဂျပန်နေမကြွမလို့သေးလို့မင်းတို့ကိုပြခဲ့တာပဲမင်းတို့လမ်းရောလမ်းခဲ့ကြသေးလားပြစားကတော့တကယ်ဂျပန်တွေရောက်နေတဲ့ထင်မိခဲ့ကြတာလေနောက်တော့မှခကြီးကပြောင်းလဲခဲ့တာကြာပါပြီဂျပန်စစ်တွေမဟုတ်နိုင်ဘူး ဘုံခွဲတည်တဲ့ဂျပန်9ရောက်6လမ်းပြတာဖြစ်မယ်လို့တွေးပြီးပြန်လာခဲ့ကြတာအဖေက။အော်ဒီဂျပန်တွေဟာတည်ခဲ့ကြတာပဲနှစ်တွေကြာခဲ့ပြီ။အခုဒီမကြွမလို့ကြသေးပါလား။ဒါဆိုအဲ့ဒီဂျပန်တွေဘဝကူးပြောင်းနိုင်အောင်အဖေတို့လည်းထဲမှာတန်ငါငါးပါးပြည့်ဖြည့်ပြီးစွန့်ကျွေးကုသိုလ်ပြုပေးပြီးအမြတ်တမ်းပေးဝေလိုက်မယ်ကွာ။ဒါဆိုရင်တော့ကောင်းမှုကုသိုလ်ရဲ့အကျိုးကိုသူတို့ရရှိကြပြီးကျွတ်လွတ်သွားကြမှာသိကြတယ်။ တကယ်တော့အဲ့လိုပြခဲ့တာလေသူတို့အတွက်ကုသိုလ်လိုချင်ကြလို့ပြခဲ့ကြတာပဲကွဂျပန်ခေတ်ကတည်းကသူတို့အတွက်ကောင်းမှုပြုပေးမိသူမရှိခဲ့၍မကြွမလို့ဖြစ်နေခဲ့ကြသည်မှာနှစ်တွေကြာခဲ့ပြီဖြစ်သည်ဖခင်ကောင်းမှုပြုပေးခဲ့ရင်တော့ထိုဂျပန်များကျွတ်လွတ်သွားနိုင်ကြမည်ဟုယူဆရပေသည် ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။